ဒုဇန်ကာလာတွင်နေရက်ပြောင်းကြမယ်မြန်မာရွှေပြောင်းလုပ်သားတွေကိုဖမ်းဆီးငွေညစ်တာတွေမပြုလုပ်ဖို့အတွက်ထိုင်းဆိုရဘက်ကိုတောင်းဆိုထားတယ်လို့လူ့သမားဝန်ကြီးဌာနညွှန်ကြားမှုချုပ်ဦးမြောင်ရဲ့ပြောကြားချက်အရသိရပါတယ်။ထိုင်းနိုင်ငံတွင်ရှိမဲဆောက်မဲဆိုင်ချင်းမိုင်တို့မှလုံလောက်ကိုင်းနေတဲ့မြန်မာရွှေပြောင်းလူ့သမားတွေကိုထိုင်းရဲတွေကလုံလောက်ခွင့်လက်မှတ်တွေစစ်ဆေးကာဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အလို့သမားဝန်ကြီးဌာနညွှန်ကြားမှုချုပ်ဦးမြောင်ကအခုလိုပဲပြောပါတယ်။သူကထိုင်းအာဏာပိုင်တွေကိုသူကဆွနှိခဲ့တာ။ နော်အစည်းအဝေးပါလေအခုဒီကြံမှာလည်းပြန်နေအခါတိုင်းနဲ့ပုံမှန်ပြန်နေကိစ္စဒီမှာသတုစီရတို့အထောက်ထားတွေပါရင်ဒါနေအလို့သမားတွေနော်အထောက်ထားတွေပြည်စုံရင်ဒါနဲ့ကိုဖမ်းတာတွေရှိတယ်ဟုတ်လားဟုတ်ကဲ့တော့ဒီတို့မြောက်ဝတီပြန်တဲ့လမ်းပေါ့နော်ဒီတပ်ခရံနေမဲဆောက်မြောက်ဝတီသွားတဲ့လမ်းမှာလည်းဖမ်းနေနော်ဒီချင်းမိုင်ကနေပြီးတော့ဟိုမဲဆိုင်ကနေပြီးတော့ကော့တာချီလေးသွားတဲ့လမ်းမှာလည်းဖမ်းနေအဲ့ဒါတွေကို တပတ်သက်ပြီးဒါတွေကိုမလုပ်ဘူးဆိုပြီးတော့တို့ကဒါတွေတို့တို့နော်ဒီလိုမတရားလုပ်တဲ့ဒီဝန်ထမ်းတွေကိုလည်းဒါတွေကိုအရေးယူပေးဖို့ဆိုပြီးတော့တို့ကတောင်းဆိုခဲ့တာနော်အဲ့ဒါတို့တို့ကပြောတာကတော့အထောက်ထားတွေပေးနော်အဲဖမ်းတယ်ဆိုဖမ်းတဲ့အထောက်ထားတွေပေးနော်အဲ့တော့အထောက်ထားပေးတို့အရေးယူပေးမယ်လို့ပြောတာအတို့ကမဟုတ်ဘူးအလို့သမားမင်းတို့ဝန်ထမ်းတွေကိုဘယ်လိုလုပ်အထောက်ထားတောင်းရမှာဘယ်လိုလုပ်ရမှာလဲ ဆိုရင်သူတို့ကအဲ့လိုမျိုးဆိုရင်နေရဖန်ခံနေဖန်ခံနေနေရနော်အဲ့တော့အချိန်နော်အဲ့တော့အဲ့ဒါတွေကိုအချောင်းရင်းကိုပြောပြောပြီးအရင်ယူပေးမယ်လို့သူတို့ကပြောတာပေါ့နော်ဒီအဲ့ဒါလေးပါနော်သူတို့ကဒီဘက်ကဂရီးပေးခဲ့တယ်ပြောတာနော်အခုလိုချွေပြောင်းလို့တမားတွေပေါ်နှီးမျိုးစုံနဲ့ဖန်းစည်းငွေညက်ခံရတာတွေဖြစ်ပွားနေမှုပေါ်အလို့တမားတွေအနေနဲ့ဖြစ်ပွားခဲ့တဲ့အချိန်နေရဒေတာတို့ကိုမှတ်သားထားတာတိုင်ကြားနိုင်ပြီးထိုင်းပြည်ရဲ့ကတာဝန်ရှိသူတွေကစုံစမ်းဖော်ထုတ်အရေးပေးသွားမယ်လို့သိရပါဗျာ။